ဂါဇာကမ်းမြောင်ကိုအစ္စရေးတိုက်ခိုက်မှုတွေကြောင့်မိနစ်6ရက်မှာအနည်းဆုံး52ဦးသေဆုံးခဲ့တယ်လို့ကယ်ဆယ်ရေးသမားတွေကပြောကြားခဲ့ပြီးအဲ့ဒီမှာပဲစာတင်ကြောင်းကိုအစ္စရေးတိုက်ခိုက်မှုကြောင့်သေဆုံးသူ33ဦးထိရှိလာတယ်လို့ဂါဇာမျိုးပြကာကွယ်ရေးအေဂျင်စီကပြောပါတယ်။ဒါကြောင့်မိနစ်6ရက်တိုက်ခိုက်မှုအတွင်းစာတင်ကြောင်းမှာသေဆုံးသူ33ဦးအပါအဝင်အနည်းဆုံး52ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။အဆိုပါစာတင်ကြောင်းဟာစစ်ရှောင်တွေအတွက်ခိုလုံရနေရအဖြစ်အသုံးပြုတဲ့နေရာ ဖြစ်တယ်လို့ဆိုပါတယ်။ဂါဇာစီးတီးရဲ့ ်အဒါရာရဲကွက်ကဖာမီအဂျာဂျာဝီစာတင်ကြောင်းတိုက်ခိုက်ခံရတဲ့အတွက်အာဇာနည်ဖြစ်သွားသူအရေအတွက်ဟာအနည်းဆုံး33ဦးရှိတယ်လို့အေဂျင်စီပြောရေးဆိုခွင့်ရှိသူမော်မော့ဘာဆယ်ကပြောပါတယ်။ထရန်ရသူအများစုမှာကလေးတွေပါဝင်တယ်လို့ဆိုပါတယ်။အမျိုးသမီးတွေလည်းထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်။တိုက်ခိုက်ခံရတဲ့စာတင်ကြောင်းဟာစစ်ဆောင်တွေနေထိုင်ရာကျောင်းဖြစ်တယ်ဆိုပေမဲ့အစ္စရေးစစ်တပ်ကတော့ဒီစာတင်ကြောင်းမှာအကြမ်းဖက်သမားတွေရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။